မင်္ဂလာပါအာဒီနေ့တင်ရိုးအသစ်စာအုပ်ရဲ့အခန်းလေးချောင်းပိုလေးကိုကြာသေးစေနေရှိမိပါမယ်။ညာနဲ့တူလိုက်ပြီးတော့တေချာလေးလာကြည့်ရပါ။အာအခုဆိုရှင်ဒါတင်ရိုးတိထဲကအခန်းလေးရဲ့ချောင်းပိုစာပဲရေးစီပါလေ။ခေါင်းစဉ်ကဟန်ကုကေကိုရီးယားရဲ့ဂျွာရှစ်မွန်ဝါကျန်းငင်းထိုင်တဲ့ယဉ်ကျေးမှုကိုရီးယားရဲ့ကျန်းငင်းထိုင်တဲ့ယဉ်ကျေးမှုအဲ့ဒါပေါ်မှာတူတီချာပိုပြီးပြောင်းဘာသာပြန်မယ်ဆိုလို့ရှိရင်ဟောဒီဂျွာဆိုတဲ့စကားလုံးကဘယ်ရလာလဲဆိုတော့ဂျွာဆော့လို့ခေါ်တဲ့ထိုင်ကုန်တွေကနေလာတာပါ။ဆိုတော့နောက်က ၈ကကြတော့ဘာလို့ဆိုလိုချင်တာလဲဆိုတော့ဟောဒီ၈ကကြတော့၈စာလို့ခေါ်တယ်အစားအစားချင်းကိုဆိုလိုချင်တာအဲ့တော့တတိယပို့ပြီးပြောင်းပြမယ်ဆိုရှင်ကိုရီးယားရဲ့ ကျန်းငင်းပေါ်မှာထိုင်ပြီးတော့အစားစားတဲ့ရင်ကျေးမှုဒါအတူောက်ပြန်ရင်တော့ကိုရီးယားရဲ့ကျန်းငင်းထိုင်တဲ့ရင်ကျေးမှုလို့အတူောက်ပြန်လို့ရတယ်ပိုပြီးတိကျခြင်းကိုရီးယားရဲ့ကျန်းငင်းပေါ်မှာထိုင်ပြီးတော့အစားစားတဲ့ရင်ကျေးမှုဘလို့ကျန်းငင်းပေါ်မှာထိုင်ပြီးအစားစားရလဲဆိုတော့အခုဒီမှာပုံမှန်မြင်နေရတဲ့အတိုင်းပဲဒီမှာသမင်းစပွဲဝိုင်းထားတဲ့ဟောဒီကျန်းငင်းပေါ်မှာလည်းငုတ်တို့ထိုင်ပြီးတော့မှလူတွေကဒီပေါ်မှာငုတ်တို့ထိုင်ပြီးတော့စားတော့ကြတာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းစားတော့ဆိုင်နေမှာဒီလိုစပွဲဒီမှာပေါ့မှာဘေးကကျန်းငင်းပေါ်မှာဒီမှာလူတွေထိုင်ပြီးတော့မှစားကြတာမျိုးဆိုလို့ရှိရင်ဒါမျိုးကိုရီးယားရဲ့ကျန်းငင်းပေါ်မှာထိုင်ပြီးတော့အစားစားတဲ့ရင်ကျေးမှု ဆိုပြီးတော့သူကရှင်းပြထားတာပါโอเคဒါဆိုလို့ရှိရင်စပြီးတော့အောက်ကဥစ္စာတွေနမူနာစပြီးကြည့်ကြအောင်စပိုက်ကလေးကိုโอเคဟန်ကုကင်သူတို့ကိုရီးယားလူမျိုးတွေကတော့ဘန်နီနာအခန်းသို့မဟုတ်တာဂရမ်မာကိုရီးယားလူတွေကတော့အခန်းသို့မဟုတ်မာရူရဲ့ချန်ကင်းရဲ့မာရူကိုချမ်းပြလို့မပြန်နဲ့ တတားကြမ်းခင်းဆိုပြီးတော့မှတ်ထားလိုက်လို့ရှင်ပိုစင်ဒီမဲ့နောက်မှာဘာတတကြမ်းတင်ဆိုတဲ့ဥစ္စာရှိသေးတာကိုဟိုကြမ်းတင်တစ်ခုဖြတ်နေမှာဆိုတဲ့ကြောင့်မလို့ကိုရီးယားမျိုးတွေကတော့အခန်းသုံးဖို့ကြမ်းခင်းရဲ့ဘာတတကြီး ကျန်းစဉ်ပေါ်မှာတသားကျန်းကင်းနေတဲ့ကျန်းစဉ်တွေပေါ်မှာအန်ဂျာသော့ထိုင်ပြီးတော့မှရှစ်စာတို့ဟာကောနာအစားအစားတာကိုလုတ်တာသုံးမဟုတ်တာခရမာတွေဘတ်အပေါင်းကောနာဆိုတော့ရှေ့ကအခန်းထဲမှာတော့ပါဘူးပါကြီးခဏခဏပါတယ်ခရမာတွေအစားအစားတာကိုလုတ်တာသုံးမဟုတ်ယူရှိကူချီဟာတာအနားယူတာတွေကိုလုတ်တဲ့ကြွားရှစ်မောနာကကျန်းကင်းထိုင်ရင်ကြီးမှုကဂါဂျီကူအစ်စုမီတာပိုင်ဆိုင်ထားပါတယ် တော့ဒီကြောင်းပြချုံရေကိုရီးယားလူမျိုးတွေကတော့အခန်းတာမဟုတ်ကျန်းကျင်းရဲ့ကျန်းကျင်တွေပေါ်မှာထိုင်ပြီးတော့အစားအစားတာကိုလုပ်တာသို့မဟုတ်အနားယူလာတွေကိုလုပ်တဲ့ကျန်းကျင်းထိုင်ခြင်းခြင်းမှုကအရေးကြီးမှုကိုပိုင်ဆိုင်ထားပါတယ်ဤရောဟန်ဒီလိုမျိုးရာရှစ်မောနာနော်ကျန်းငင်ပေါ်မှာထိုင်တဲ့ယဉ်ကျေးမှုဟာဆိုရင်တော့ဂါချိုကီနာမိသားစုသို့မဟုတ် ကာကောင်းချီကုဒုကီကာကအောဆိုတာပုံမှန်ဆိုကာကတ်တာကနီးကတ်တာဒီမှာကျတော့နီးကတ်တယ်လို့ဘာသာမှာပြန်မယ်လေရင်းမိရတယ်ဘာသာပြန်ပို့ပြီးတော့ဆင်နေမှာပေါ့နီးဆက်ရာရင်းမိရဲ့ချင်းကုဒုကီတငယ်ချင်းအချင်းချင်းကီရီကအချင်းချင်းလို့ဘာသာပြန်လို့ရတယ်ဆိုတော့နီးဆက်ရာရင်းမိတဲ့တငယ်ချင်းအချင်းချင်းဟမ်ကဲအတူတကွာ ဆိုထုံးဟာကိုဆိုထုံးဟာတာကပြောဆိုဆက်ဆံပြီးဆိုတဲ့အထိပ်ပဲတနည်းအားဖြင့် communicate လုပ်တာပေါ့နော်တယောက်နဲ့တယောက်ပြောဆိုတာဆက်သွယ်တာဒါမျိုးတွေကိုဆိုထုံးဟာလို့ခေါ်တယ်အဲ့တော့ပြောဆိုဆက်ဆံပြောဆိုဆက်ဆံပြီးယူတဲ့ကံယူတဲ့ကံဆိုတာကကြတော့ချစ်ခင်ယဉ်နီမှုတယောက်နဲ့တယောက်ပို့ပြီးတော့နီးစပ်သွားတာပို့ပြီးတော့ခင်သွားတာဒါမျိုးကိုယူတဲ့ကံလို့သုံးတယ်အဲ့တော့ချစ်ခင်ယဉ်နီမှု ပြောဆိုဆက်သွယ်ပြီးတော့မှချစ်ခင်ရင်းနှီးမှုတွေကိုဖြောင်းဆောင်ဟာတော့ဖြောင်းဆောင်ဟာလာကတိဆောက်တီဖွဲ့စည်းပြီးဆိုတဲ့အဓိပ္ပာယ်ဒီလိုမျိုးချစ်ခင်ရင်းနှီးမှုတွေကိုတိဆောက်တဲ့ကောင်းဆောင်ဟာနွန်တဲ့ ori day ဆိုတာကနေရာကိုပြောတာပါတိဆောက်တဲ့နေရာမှာချစ်ခင်ရင်းနှီးမှုတွေကိုတိဆောက်တဲ့နေရာမှာ တော်မူဂျူမီလာအကူအညီပေးပါတယ်အကူအညီစစ်ဆေးပါတယ်လို့ပြောချင်တာဂျွာစစ်မွန်နွာကိုဂျန်ကင်းထိုင်နေရင်ကျေးမှုကြောင့်နောက်ကရိုးအင်းဟဲဆိုတာကကြောင့်ဆိုတဲ့အထိပ္ပယ်ပါတပောက်ဂရမ်မာ now upon အသက်ပါလို့ရှင်ဥရူအသက်မပါလို့ရှင်ရိုးအင်းဟဲ now ကြောင့်ဆိုတဲ့အထိပ္ပယ်ရှိတာပေါ့နော်ရိုးအင်းဟဲဒိဗေကတော့ noun ကြောင့်ဆိုတဲ့အထိပ္ပယ် ဒီမှာတော့အတတ်မပါလို့ဘွန်းနွားရိုအင်ဟဲ့ယဉ်ကျေးမှုကြောင့်ကျန်းကင်းထိုင်တဲ့ယဉ်ကျေးမှုကြောင့်ဟန်ကူဆန်လန်တို့ကိုရီးယားသူတွေကတော့ဒဲပူပေါ့များသောအထက်ဂျီပန်နဲ့ဆိုဂျီကအိန်အန်ကအတွင်းအိန်အတွင်းထဲမှာတနည်းအားဖြင့်အိန်ထဲမှာအိန်ထဲမှာရှင်ဘာလူပေါ့ကိုဖနှက်ချွတ်ပြီးတော့ ဆင်းဝါဟာမျိုးအိထိုင်ကြပြီးတော့အိမ်ထဲမှာဖက်လက်ချုပ်နေတယ်ဘာလို့လဲဆိုတော့ကြံငင်းပေါ်မှာထိုင်ငုတ်တို့ထိုင်ကြတာဘောလားဖက်လက်ကြီးနေသွားလို့ရှိရင်ဖက်လက်ရာလေးရှိမှဆိုလို့ဒါမျိုးအိမ်ထဲမှာဖက်လက်ချုပ်နေထိုင်ကြပြီးတော့ဘာတက်ကဲအန်ဂျာဆော့ကျမ်းပြင်ပေါ်မှာထိုင်ပြီးတော့မှရှစ်စာလူဟာတော့အစားအစားတွေကိုလုပ်တဲ့ရှစ်တန်းတို့စားတောင်းဆိုင်တွေကိုလည်းပဲရှိခဲ့လေကူစွာဒါဂရမ်ပါပေါ့နော်ရှိရှိခဲ့လေကူစွာပဲဘိုးစုအစ်စမီတာမြင်နိုင်ပါတယ်โอเค ါဆိုလို့ရှိရင်ဒီစာဘက်ကိုပြန်ပြီးချုပ်ကြည့်ရအောင်ကိုရီးယားနိုရီယာဆိုလို့ရှိရင်တော့အခန်းဒါမှမဟုတ်ဂျန်ကင်းရဲ့ဂျန်နေနေပုံမှာထိုင်ပြီးတော့မှအစားအစားတွေကိုလှုပ်တာမျိုးတို့မဟုတ်ခေါ်နာဆိုတဲ့ပြန်မှာကတို့မဟုတ်လို့ဖြစ်ဖြစ်တို့အစားအစားတွေကိုလှုပ်တာတို့မဟုတ်ဖြူရှိခုချီဟာတော့အနာယူတာတွေကိုလှုပ်တဲ့ဂျန်ကင်းထိုင်တဲ့ရေကြီးမှုတွေကိုပိုင်ဆိုင်ထားပါတယ်ဒီလိုမျိုးဂျန်ကင်းထိုင်တဲ့ရေကြီးမှုပါဆိုလို့ရှိရင်တော့မိသားစုတွေဒါမှမဟုတ်နီးစပ်ရာတငယ်ချင်းတွေအချင်းချင်းအတူတကွာ ပြောဆိုဆက်သွယ်ပြီးတော့မှချစ်ခင်ရင်းနှီးမှုတွေကိုတိဆောက်တဲ့နေရာမှာအကူအညီပေးပါတယ်။ကျမ်းစာကထိုင်ပြီးတော့တူတူတူစကားပြောကြရတူတူဟိုအားလုံးကြရပေါ့နော်တူတူမျှဝေကြရပေါ့ဒါမျိုးဆိုလို့ရှိရင်ကသူကအဲ့တော့ကဂျာရှစ်မောနာတို့အဲဒီလိုမျိုးကျမ်းလေးပေါ်မှာထိုင်တဲ့ရင်းချင်းမှုကြောင့်ကိုရီးယားလူမျိုးတွေကဆိုလို့ရှိရင်များသောအားဖြင့်အိမ်ထဲမှာဖက်နက်ချုပ်ပြီးတော့မှနေထိုင်ကြပြီးတော့ ကျမ်းပြင်ပေါ်မှာထိုင်ပြီးတော့အစားအစားတာကိုလုပ်တဲ့စားတောက်ဆိုင်လူမျိုးစားတောက်ဆိုင်တွေလည်းပဲလွယ်လွယ်ကူကူပဲနေနိုင်ပါတယ်ကိုရီးယားသွားလို့ရှိရင်ဒီမိုတာကခုံစားတောက်ဆိုင်မှာလို့ခုံရင်းလေးတက်ပြီးအဲ့လိုထိုင်တာမျိုးမရှိဘူးမရှိပဲနဲ့တော်တော်များကအဲ့လိုမျိုးကျမ်းပြင်ပေါ်မှာထိုင်ပြီးတော့စားစားကြတဲ့စားတောက်ဆိုင်တွေများတယ်ပေါ့နော်ဒါအောင်ဆိုလို့ချင်တာပါ Okay ဒါဆိုရှင်အောက်ကအပိုင်ကိုဆက်ပြီးတော့ပါမယ် Okay ဒီပြားပိုင်ကိုဆက်ပြီးတော့ကြည့်ရအောင်ဂျွာရှစ်မောလာကကျမ်းပြင်ထိုင်နေရင်ကြည့်ဖို့ကကျောင်းတဲ့ကဲဘူးကျောင်းတဲ့ကယနေ့ခေတ်အခုခေတ်ကိုပြောတာ ဒီနေ့ခင်မာလဲပဲဂျီဆုပဲနော်ဂျီဆုလာကဇက်တိုက်ဆိုရင်အိပဲတော့ကထွေတာဖြစ်ပြီပေါ့ဒီနေ့ခင်တီကိုဇက်တိုက်ဖြစ်ပေါ်လာတဲ့အင်ဂျူအကြောင်းပြချက်ကတော့ကျန်နေထိုင်တဲ့အခြေမှုဒီဒီနေ့ခင်တီဇက်တိုက်ဖြစ်ပေါ်နေတဲ့အကြောင်းပြချက်ပါဆိုလို့ရှိရင်တော့ဟန်ကူရဲ့ကိုရီးယားရဲ့ဂျောင်းထုံးကရှိုးရနမ်ပန်းကအခန်းအပူပေးတဲ့ဘန်ရှစ်ကပုံစံကိုပြောတာ ရိုးရကြမ်းကအပူပေးပုံစံဖြစ်တဲ့ onto ရဲ့ onto ရဲ့ရောင်းငန်းတဲ့မွန်တဲ့အကျိုးတရားမှုတွေကြောင့်ဤဒါကိုသမိတာလို့ပြောပါလေ။အဲလိုပြောချင်တာဒါ grammar ပေါ့နော်ဤဒါကိုသမိတာလို့ပြောပါလေ။ဆိုတော့အော်ဒီမှာနန်းတန်းဆိုတဲ့စကားလုံးတွေ့လို့ရှိရင်နန်းဆိုတာကကြတော့အပူတွေမှာသုံးတာများတယ်။တနည်းအားဖြင့်နန်းလို့နန်းလို့ဆိုရှင်တရက်စစ်အပူပေးပြီးဖို့အခုကကြတော့နန်းကအပူနောက်ကဘန်းကအခန်းဆိုတော့အပူပေးတဲ့အခန်း တော်ဇာဝတ်ပြတ်ချုံရင်ကြံရေးတိုင်းရဲ့ယဉ်ကျေးမှုဒီယနေ့ခင်မာလည်းပဲဇတိုက်ဖြစ်ပေါ်နေတဲ့အကြောင်းကြားချက်ကတော့ကိုရီးယားရဲ့ရိုးရာအခမ်းအမှုပေးသောပုံစံဖြစ်တဲ့အုံတိုးရဲ့အကျိုးတရားမှုတွေကြောင့်လို့ပြောပါလေအုံတိုးဆိုတာကတော့ဒီမှာသူကအုံတိုးဆိုတဲ့ရှင်ကြီးရိုးရာအခမ်းအမှုပေးခြင်းဆိုတဲ့အုံတိုးဆိုတာကတော့ဘာသက်ခုကျန်းကျန်းပြင်တွေကိုတာတုထားခဲ့နွေးထွေးအောင်လို့ဟာလုံးလုပ်တဲ့ဟန်ကုကေကိုရီးယားရဲ့ ချောင်းထုံးနံပါတ်80တန်ကိုကိုရီးယားရဲ့ရိုးရာအခန်းပူပေးတဲ့ system ဆိုတာကအင်္ဂလိပ်စကားလုံးလာတာပါ system ပေါ့နော်အခန်းပူပေးတဲ့ system ဒီစနစ်တစ်ခုဖြစ်ပြီးတော့ရောလောကာကူတာဒီမှာကာကူသွားပြီးတော့ free ball ကလို့ပြင်လို့မရဘူးဒီညမှာကာကူဆိုတာကမိသားစုလို့ဆိုတာကကာကူတို့ကာချောင်းတို့ရှစ်ခုလို့အကုန်လုံးကမိသားစုဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်အဲ့တော့ရောလောကာကူတာ မိသားစုပေါင်းစုံကကျော်တော့ကအမျိုးမျိုးအဲ့တော့ကျော်တော့ကာလို့ဆိုတော့မိသားစုပေါင်းစုံကမိုးရောစာတော့စူဝေးပြီးတော့မှနေထိုင်ကြတဲ့အာဖာထူရဲ့စော်တို့တိုက်ခန်းနေမှာဆိုရင်လည်းပဲဖိုင်ဖူလူဖိုင်ဖူစကားပိုက်ကိုပြောတာပါပိုက်ဒီကိုဘာရက်ကကျန်းပြင်းမှာကာရာကာရာကခင်းပြီဆိုတဲ့အိပဲအောက်ကကျန်းပြင်းမှာဆက်ခင်းတာမျိုးပြောတာပါကျန်းပြင်းမှာခင်းပြီးတော့မှတူကောအောင်မူလူ ဘူးနွေးရဲ့ရေရေကိုဆုံးဝန်းရှိခီညုံဆုံးဝန်းရှိခီကြရဲ့အဓိပ္ပာယ်ကလေပတ်စီဒီဆိုတဲ့အဓိပ္ပာယ်ပါရေဘူးတွေကိုလေပတ်စီတော့အမ်ရှိပုံစံဖြစ်စာရုံးတက်မိတာအတုံးကြည့်ပါလေဒါအုံးတို့ဆိုတဲ့ကျမ်းရဲ့အပူပေးရစနစ်ကြောင်းရှင်းပြတာအော်ဒီအုံးတို့လို့ခေါ်တဲ့ကျမ်းရဲ့အပူပေးရစနစ်ကအဲကျမ်းတွေကိုနွေးထွေးအောင်လုပ်ပေးရကိုရီးယားရဲ့ရိုးရအပူပေးစနစ်တခုဖြစ်ပြီးတော့ မိသားစုပေါင်းစုံစုဝေးပြီးနေဆိုင်ကြတဲ့တိုက်ခန်းလိုနေရာမျိုးမှာဆိုလည်းပဲပိုက်တွေကိုကျမ်းမြင်ပါတော့တိုက်ခန်းရဲ့ကျမ်းမြင်ပါပိုက်တွေကိုခင်းထားပြီးတော့မှရေပူပူနွေးတဲ့ရေကိုလေပတ်စီပြီးလေပတ်စီရဲ့နီးလန်းနဲ့အသုံးပြုပါလေဒါကဲဆောတော့အကျင်မာကတော့ချူရိုဆိုတာကများသောအကျင်အကျင်မာများသောအဖြစ်ဆိုဖာနာဆိုဖာဒိုမဟုတ်ဝိဇာအေဆော ထိုင်ကုန်တွေမှာအကြထိုင်ပြီးတော့မှအပြင်မှာဆိုလို့ရှိရင်များသောအားဖြင့်ဆိုဖာသို့မဟုတ်ထိုင်ကုန်တွေမှာထိုင်ပြီးတော့မှဆင်းဝါးဟာတော့နေထိုင်ကြတဲ့နေထိုင်မှုပြုကြတဲ့ဂျောင်းမွန်ဆန္ဒသူတို့ငယ်ရွယ်တဲ့လူတွေဟာဆိုရင်လည်းဂျောင်းမွန်ကငယ်ရွယ်တော့ပြောတာငယ်ရွယ်တဲ့လူတွေဟာဆိုရင်လည်းခြေပန်းနဲ့ဆော့အိမ်ထဲမှာကတော့ကြာကျူမကြာခဏဆိုလိုပဲတာတုထံရွေးထွေးတဲ့ဘာတက်ကအန်ကြကျမ်းပြန်မှာထိုင်ပြီးတော့မှ TV ဘူဘောနာ TV ကြည့်တာတော့မဟုတ်ရွှေပြည်တို့အနာယူခြင်းနဲ့ပဲအမိသားလုံးကြတယ်โอเคဒါဆိုရင်ဒီဘက်လေးကိုချက်ပြန်ပြီးရှင်းမိမယ်ကျမ်းပြထိုင်တဲ့ယဉ်ကျေးမှုကယနေ့ဖြစ်မှာလည်းပဲဇတိုင်းဖြစ်ပေါ်လာတဲ့အကြောင်းကြားချက်ကတော့ဇတိုင်းရှိနေတဲ့အကြောင်းကြားချက်ဟာဆိုရင်တော့ကိုရီးယားရဲ့ရိုးရာအခမ်းအမှုပေးပုံစံဖြစ်တဲ့အုံတိုးရဲ့အကျိုးတရားမှုကြီးအကြောင်းတို့ပြောပါမယ်အုံတိုးဆိုတဲ့ဂျန်ရဲ့အမှုပေးတဲ့အခါဆိုလို့ရှင်တော့ ကျမ်းမြင့်ကျမ်းမြင့်ကိုနှွေးထွေးအောင်လုပ်တဲ့ကိုရီးယားရဲ့ရိုးရာအခမ်းအဥပေးနီးစနစ်တစ်ခုဖြစ်ပြီးတော့မိသားစုပေါင်းစုံစုဝေးပြီးနေထိုင်ရတဲ့တိုက်ခန်းတွေမှာဆိုရင်လည်းတိုက်တွေကိုကျမ်းမြင့်မှာခင်းထားပြီးတော့မှပူနွေးတဲ့ရေတွေကိုလဲပတ်စေတဲ့ပုံစံနဲ့အသုံးပြုပါလေအပြင်မှာဆိုလို့ရှိရင်များတော့အဖြစ်ဆိုဖာလည်းမဟုတ်ထိုင်ကုန်းလေးပေါ်မှာထိုင်ကြတဲ့ ထိုင်ပြီးတော့မှနေထိုင်မှုပြုကြတယ်ငယ်ရွယ်တဲ့လူတွေအားဆိုလို့ရှိရင်တော့လည်းပဲလူငယ်တွေအားပြောချင်တာပေါ့နော်ငယ်ရွယ်တဲ့လူတွေအားဆိုရင်လည်းပဲအိမ်ထဲမှာဆိုလို့ရှိရင်တော့မကြာခဏဆိုလို့ပဲလွေးထွေးတဲ့ကြမ်းပင်ပေါ့နော်ကြမ်းပင်ရဲ့ပေါ်မှာထိုင်ပြီးတော့မှ TV ကြည့်တာမျိုးဒါမှမဟုတ်အနားယူခြင်းမျိုးလည်းလုပ်ပါလေဒါကြောင့်ဒါကိုရီးယားရဲ့ပတ်ကြမ်းပင်တွေကထိုင်ပြီးတော့မှအပူပေးတဲ့ပုံစံမျိုးလို့ကြာပေါ့နော်အခုနောက်ပိုင်းတိုက်ခန်းတွေမှာလည်းဒီလိုလုပ်ထားလို့ပြောချင်တာပါ Okay ဒါဆိုလို့ရှိရင်တော့ဒါ အခန်းလေးရဲ့အခန်းလေးရဲ့ဟန်ကူရဲ့ဂျွာစစ်ဘုံတော့ပြောတယ်ကျန်းနေမို့ကျန်းနေမို့ကထိုင်ပြီးတော့အစားစားတဲ့ခြေကြီးကိုအကြောင်းကိုအသေးစိတ်ရှင်းပြပေးတာမို့နားလည်တော့ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်